ရသော်ဘုရားကဒီလိုမှညာမကောင်းတာဟာဘာကြောင့်မှညာမကောင်းဖြစ်ရတာလဲဆိုတာကိုတင်ထားပြီးသားចမ်းစာတွေတော့မဟုတ်ကိုမှတ်ထားတဲ့ပြညာရက်တွေဟာဝိုးတဝါတာဖြစ်ပြီးတော့စဉ်းစားလိုက်ရင်ညာထဲမှာပေါမလာဘူးတဲ့ဘာဖြစ်လို့ပေါမလာရတာလဲလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကစိတ်အခြေအနေတွေကိုဖော်ပြထားတယ် ဲ့တော့အဓိကကတော့စိတ်အခြေအနေတွေပဲကိုယ်စိတ်ရဲ့အခြေအနေတွေကိုပြုပြင်ပြောင်းလဲပေးဖို့လိုအပ်တယ်ပေါ့မှန်ညာကောင်းကျောင်းသူကျောင်းသားလေးတွေစာကျက်လို့မရဘူးကျက်ထားတဲ့စာတွေမေ့လွယ်တယ်ဆိုဘာကြောင့်လဲဘလို့ကောင်းအောင်လုပ်ရမလဲဟောမှန်ညာကောင်းအောင်လုပ်တဲ့နည်းနဲ့ကိုမှတ်ထားတဲ့အရာတွေ ကိုယ့်ရဲ့အသိဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းပေါ်လာလို့လို့ရမယ်။မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာလေးနဲ့ပေးထားတာရှိတယ်။ဆိုပါတော့ကိုယ့်မျက်နှာရိပ်ကလေးကိုကြည့်ချင်လို့ရှိရင်ဒီကနေ့ခေတ်မှာတော့လွယ်လွယ်ကူကူဗရားတုတ်ထားတဲ့မှန်ကလေးတွေရှိတော့မှန်ထဲမှာကြည့်လိုက်လို့ရှိရင်ကိုယ့်မျက်နှာရိပ်ရဲ့အခြေအနေကိုရှင်းရှင်းကြီးမြင်ရတယ်။အေးမှန်မရှိဘူးဆိုရင်ဘာနဲ့ကြည့်မလဲ။ တခြားကြည့်တဲ့နည်းလေးတွေရှိသေးတယ်ပေါ့ရှင်းတော့ကတော့ဒီချို့ကမှန်မရှိလို့ရှင်ရှိကွက်ထဲမှာရေစလုံးထဲမှာရေထည့်တာတို့မတို့မဟုတ်ရေအိမ်ပေးသွားပြီးတော့ရေထဲမှာအရိပ်ပေါ်လာတာကိုကြည့်မယ်ရေထဲမှာကိုယ့်ရဲ့မျက်နှာရိပ်ကလေးပေါ်လာတာကိုသာကြည့်လို့ရအဲ့ဒီရေ ကြည့်လို့ရတဲ့ရေနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေစဉ်းစားကြည့်ရမှာပဂရိကြည်လင်ပြီးတော့လှုပ်ရှားမှုမရှိဘူးညောနေပါလိမ့်မရှိဘူးအပေါ်အမောတွေပါလိမ့်မရှိဘူးငြိမ့်နေတဲ့ရေပြင်ထဲမှာရေဆက်နားမှာကိုယ်တိုင်ရပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ရေထဲမှာကိုယ့်ရဲ့အရေးဟာထင်းထင်းရှားရှားကြီးပေါ်ရတယ်ဒါမှန်းလေအရေးဟာထင်းထင်းရှားရှားပေါ် ဒါပြင်ဘာလို့ပေါ်တာလဲလို့မေးလို့ရှိရင်ရေဟာပဂရိချင်းနေလို့ပဲပဂရိချင်းနေတယ်ရေဟာအေးချမ်းနေတယ်ငြိမ်သက်နေတယ်လှုပ်ရှားမှုမရှိဘူးအနေရီထိုင်းနေတယ်ဒါကြောင့်မို့လို့ချင်းနေတဲ့ရေထဲမှာကိုယ့်ရဲ့အရေးဟာပြင်းပြင်းပြင်းပေါ်တာတဲ့အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပေးထားတယ်ထို့တူပဲတဲ့ကိုယ်စိတ်လေးရတယ်ပဲရေလိုပဲသဘောထားကြည့်လိုက် တခါတည်းရန်ကြတော့ကြည့်လို့မရတဲ့ရေအရေးမထင်နိုင်တဲ့ရေမျိုးတွေကဘာတွေဖြစ်နေတတ်တုံးလို့ဆိုဆိုပါစို့အဲ့ဒီရေဟာမကြည်မလင်ဖြစ်ပြီးတော့သို့မဟုတ်ပကတိရေစင်မဟုတ်ဘဲနဲ့အဲ့ဒီရေထဲမှာစေအနက်တွေစေအနီတွေအဝါတွေစသဖြင့် အယောင်တွေဆိုးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီရေထဲမှာသူ့ရဲ့အရေးကကြီးကြီးကျယ်ကျယ်ထင်လာမှာမဟုတ်ဘူး။ဘာလို့လို့ဆိုအယောင်ဆိုးတာလို့ထို့တူပဲဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာလည်းအယောင်ဆိုးသွားနိုင်အဲ့ဒီအယောင်ဆိုးသွားလို့ရှိရင်တင်ထားတာတွေမေ့သွားတယ်။မပေါ်လာဘူးအတိညာနဲ့အုံနောက်ထဲမှာပေါ်မလာဘူး။အဲ့ဒါကြောင့်မို့အယောင်ဆိုးထားတဲ့စ ရေလိုကိုယ်စိတ်ဟာလည်းပဲအယောင်ဆိုးခံထားရပြီဆိုလို့ရှင်တော့ပင်ထားတဲ့စာတွေဟာပေါ်လာမှာမဟုတ်ဘူးပညာရတွေဟာလွယ်လွယ်ကူကူနဲ့မေ့သွားမှာပဲစိတ်ထဲမှာဉာဏ်ထဲမှာပေါ်လာမှာမဟုတ်ဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုလို့ရှင်ရေဟာပဂတိအေးမြပြီးတော့ငြိမ့်နေမှာအဲ့ဒါလို့မဟုတ်ဘဲနဲ့ရှင်လေးဥကျူထားလို့အောက်ကမီးထိုးထားလို့ ရေတွေဟာပွက်ပွက်ဆူးနေမယ်ဆိုလို့ရှိရင်ရောမျက်နှာရိပ်ဟာကြည်လင်းလင်းထင်နိုင်ပါ့။ထင်နိုင်။အဲ့လိုရေပူပြီးတော့ပွက်နေလို့ရှိရင်လည်းဒီအရိပ်ဟာပြီးပြင်းပြင်းမထင်တယ်လို့ပဲဘုန်းကြီးတို့တို့ရဲ့စိတ်ထဲမှာလည်းပဲဆူပွက်နေတာမျိုးလို့အရာမျိုးဖြစ်ပြီးတော့နေမယ်ဆိုလို့ရှိရင်လည်းအသိဉာဏ်တွေကပျောက်ကွယ်သွားမှာပဲတဲ့။မှတ်ဉာဏ်တွေကပျောက်သွားမှာပဲ။ မထင်နိုင်ဘူးတဲ့ဟောနောက်တစ်ခုကရေဟာနောက်ပြီးတော့အဲ့ဒီရေကိုမောင်ထဲမှာချထားမယ်အနည်းအောင်မရှိဘူးရေကတော့ခြည်တော့ခြည်ပါရဲ့ငိန်လဲငိန်ပါရဲ့အဲ့ဒီရေထဲမှာရေကအမောင်ထဲမှာချထားတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအမောင်ထဲကရေထဲမှာမျက်နှာရေပေါ်မှာမဟုတ်ဘူးတဲ့တခါတည်းရန် ခွန်ကြီးတို့တွေရဲ့စိတ်ဟာလည်းပဲအမောင်နဲ့ရောင်းနေတဲ့အခြေအနေမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီလိုဖြစ်နေလို့ရှင်လေကိုတင်ထားတဲ့ကိုမှတ်ထားတဲ့အရာတွေဟာပျောက်ကုန်တတ်တယ်ပေါ့။ကဲနောက်တစ်ခုအခြေအနေတစ်ခုကိုကြည့်အောင်။တခါတရံကြတော့ရေဘယ်လိုပဲဒီတဘာဝရေပင်ဖြစ်လင့်ကစားဆေးတို့ကတော့လည်းမစိုးဘူးကြည်လဲကြည်တယ်။ဒါပေမဲ့ဘာဖြစ်လဲလို့ဆိုရင် အဲ့ဒီရေဟာလှုပ်ရှားနေလေတိုက်လို့လှုပ်နေတဲ့ရေတွေကနော်လှိုင်းလှိုင်းကရက်တွေထားနေတယ်ဆိုအဲ့ဒီလှိုင်းကရက်ထားနေတဲ့ရေထဲမှာလည်းပဲအရေးဟာပြည်ပြင်းပြင်းထင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တို့ရဲ့စိတ်ဟာလည်းပဲတခါတရံလိုင်းကရဲ့ထနေတဲ့အခြေအနေမျိုးတွေဖြစ်နေတတ်တယ်တဲ့အဲ့ဒီအခြေအနေမျိုးတွေရှိနေလို့ရှိရင်မှန်ညာကောင်းမှာမဟုတ်ဘူး အသိဉာဏ်ဟာပေါ်လာမှာမဟုတ်ဘူးလို့ဒီလိုပြောတယ်။အော်နောက်တစ်ခါကျတော့နောက်ရင်ရဲ့အခြေအနေတစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရေဟာဘာတွေဖြစ်နေသလဲလို့ဆိုရင်မော်သေးတွေမော်ညင်းတွေအပေါ်ရန်ကနေပြီးတော့ရေမျက်နှာပြင်ကိုဖုံးထားတယ်။အဲ့ဒါလို့မော်သေးမော်ညင်းတွေရေမျက်နှာပြင်ပေါ်မှာရေညှိတွေဒီလိုမော်တွေဖုံးထားပဲဆိုလို့ရှိရင်လည်းပဲအဲ့ဒီရေဟာ စဉ်းစားပြီးတော့ကြည့်မယ်ဆိုရင်အဲ့ဒီရေပေါ်မှာအရိပ်ဟာပြီးပြင်းပြင်းမြင်ရမှာမဟုတ်ဘူးတဲ့။ဟောကြည့်လိုက်တဲ့အခါကျတော့ကြီးကြီးလင်းလင်းမြင်မှုဆိုတဲ့ရေဟာအယောင်ဆိုးထားတဲ့ရေလည်းမဖြစ်သင့်ဘူး။ဟော။စူပွက်နေတဲ့စူပွက်နေတဲ့ရေမျိုးလည်းမဖြစ်သင့်ဘူး။အမောင်းလေးချထားတဲ့ရေလည်းမဖြစ်သင့်ဘူး။ ရှုနေညနေနဲ့နောက်နေတဲ့ရေမျိုးလည်းမဖြစ်တဲ့ဘူး။ဟောလှုပ်ရှားနေတဲ့ရေမျိုးလည်းမဖြစ်တဲ့ဘူးညနေဖုံးနေတဲ့မော်ရီဖုံးနေတဲ့ရေမျိုးလည်းမဖြစ်ရဘူး။ပကတိကြည်လင်တဲ့ရေမျိုးလည်းဖြစ်ရမယ်။အဲ့ဒီဥပမာနဲ့ရသပြားကဘုန်းကြီးတို့တွေကိုနီလန်းပေးခဲ့တာ။မှတ်ဉာဏ်ကောင်းအောင်ဘာတွေကမှတ်ဉာဏ်ကို ဒီအပြော့သွားအောင်လုပ်ကြလေလို့ဆိုရင်ဒါလည်းကိုယ်တန်တန်မှာပဲရှိတခြားကယူဆောင်ရမှာမဟုတ်ဘူးကိုယ့်ရဲ့စိတ်အခြေအနေဟာကိုယ်တန်တန်မှာကိုယ်ရှိတယ်လို့ပဲစိတ်ရဲ့အခြေအနေတွေကလည်းပဲကိုယ်တန်တန်မှာပဲကိုယ်ရှိကံလူတိုင်းလူတိုင်း individual ပေါ့လူတိုင်းလူတိုင်းကိုယ်စီကိုယ်စီကိုယ့်ဟာကိုယ်ပြင်ပြီးတော့ယူရမယ့်အခြေအနေတွေကိုပြောတာမြတ်စွာဘုရားတရားတော်တွေဟာ အင်မတန်မှအရင်အမြစ်အဓိကကြတယ်ပေါ့ဒါကြောင့်မို့တခါပြင်လိုက်လို့ရှိရင်မြတ်စွာဘုရားတရားတော်တွေဟာအရင်အမြစ်ကစပြီးတော့ပြင်ထားတာဖြစ်လို့အင်မတန်မှစိတ်ချရတဲ့ဤစနစ်အပေါ်ရန်ကိုစဉ်းရင်သုံးသက်တာမဟုတ်ဘဲနဲ့တကယ်ကို အခြေခံအနေနဲ့စပြီးတော့ပြုပြင်ပေးတဲ့ဤစနစ်ဆိုတော့ တခါပြုပြင်ထားလိုက်လို့ရှိရင်အမတန်မှခိုင်မြဲတဲ့အနေအထားတစ်ခုရှိတယ်ပေါ့ကဲကောင်းပြီခွန်ကြီးတို့တွေရဲ့စိတ်အခြေအနေတစ်ခုကြည့်အယောင်ဆိုးထားတဲ့ခြေထဲမှာညနေရိတ်ဟာပြီးပြင်းပြင်းမထင်နိုင်ဘူးတဲ့အဲ့တော့ခွန်ကြီးတို့တွေရဲ့စိတ်ပါလဲပဲအယောင်ဆိုးထားတဲ့အခါမှာရှိတတ်တယ်အဲ့ဒီအယောင်ဆိုးထားတာဆိုတာဘာလဲလို့ ပေးလိုက်မယ်ဆိုရင်မြတ်စွာဘုရားကကာမိစန္ဒနိဝရဏကိစ္စမခယံခါစဉ်းစားကြည့်ကိုယ်စိတ်ထဲမှာလူကျင်တဲ့လောဘတွေတွေ့တာတဲ့လောဘတွေဘာပဲဖြစ်ဖြစ်တခုတိတ်လူကျင်လားလူကျင်တဲ့ပုံမှာရထားလို့ရှင်လဲတွေ့တာတယ်မမောတယ်ဆိုတဲ့ဒီလောဘတရားလွှမ်းမိုးလာပြီ ကာမိဆန္ဒလို့ပါဠိစာပေမှာခေါ်တယ်ဆန္ဒဆိုတာလိုလားတာကာမဆိုတာလိုချင်စရာအာယု